နိုင်ငံတကာသတင်းတပုတ်အနေနဲ့ခရီးရန်နေအပေါ်နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ပတ်သက်ပြီးနိုင်ဂျီးရီးယားကိုစစ်ရေးအရာအရေးယူမယ်လို့အမေရိကန်သမ္မတထရန့်ချိန်ချောက်တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအနောက်အာဖရိကနိုင်ငံနိုင်ဂျီးရီးယားမှာခရစ်ယာန်တွေအပေါ်နှိပ်စက်ညှဉ်းပန်းတပ်ဖြတ်နေမှုကိုအစိုးရကထိန်းချုပ်ဖို့ပြက်ကွက်တဲ့အတွက်စစ်ရေးအရာအရေးယူနိုင်ရေးစီစဉ်ဖို့ပင်တဂွန်ကိုစနေနေ့ကအမိန့်ပေးခဲ့တယ်လို့ AP သတင်းမှာဖော်ပြပါဗျ။သမ္မတထရန့်ကနိုင်ဂျီးရီးယားကိုပေးနေတဲ့အထောက်ပံ့နဲ့အကူအညီတွေအားလုံးကိုချက်ချင်းရပ်တန့်မယ်လို့လည်းသတိပေးခဲ့ပါဗျ။ နိုင်ဂျီးရီးယားအစိုးရဟာခရစ်ယာန်တွေကိုတပ်ဖြတ်မှုကိုဆက်လက်ခွင့်ပြုရင် အမေရိကန်ဟာနိုင်ဂျီးရီးယားကိုပေးနေတဲ့အထောက်အပံ့နဲ့အကူအညီအလုံးကိုချက်ချင်းရပ်တန့်မှာဖြစ်တယ်လို့တမရာထရန်ကလူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။ တနတ်တွေနဲ့ရက်ဆက်ကြံကြုံမှုတွေကိုကျူးလွန်နေတဲ့အစ္စလာမစ်အကြမ်းဖက်သမားတွေကိုလည်းလုံးဝတုတ်တင်ဖယ်ရှားပစ်မယ်လို့လည်းဆိုပါရယ်။စနေနေ့မနက်အစောပိုင်းကနိုင်ဂျီးရီးယားသမ္မတကိုခရစ်ယာန်တွေအပေါ်နှိပ်စက်ညှဉ်းပန်းမှုကိုမထိန်ချုပ်နိုင်ဘူးလို့ဆွဆွဲခံရပြီးနောက်အနောက်အာဖရိကနိုင်ငံကိုအထူးစိုးရိမ်ပွဲနိုင်ငံအဖြစ်သတ်မှတ်ကြောင်းထရန်ကကြေညာခဲ့ပါရယ်။ကြေညာပြီးတရက်ခန့်အကြာမှာဒီသတိပေးချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါရယ်ရှင်။